Bye. ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှသင်တီးအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရချပါခင်ဗျာ။ထွေမြောက်ရာကျခန်းကြီး30အခန်းငယ်7နှစ်ကနေအခန်းငယ်38အထိနဲ့ ဖမေဝါကျအခန်းကြီး31တို့ကိုအခုလိုရှင်းလင်းတင်ပြထားပါတယ်။ဆက်လက်လေ့လာရမယ့်ခေါင်းစဉ်ကိုတော့အဖိုးပေး၍ရွေးနိုင်ပြီဆိုပြီးတော့လက်ခေါ်ရမှာပါ။ဒါကြောင့်ဖမေဝါကျအခန်းကြီး30အငယ်7မှ73ကို စတင်နားဆင်ကြပါစို့။တဖန်ခါဝဲရဖျားသည် မောရှေအားမိန့်တော်မူသည်ကဣသရေလအမျိုးသားတို့ကိုရေတွက်၍စည်ရင်ယူသောအခါဘေးလွတ်မြေအကြောင်းရှိသမျှတို့သည် အသီးသီး မိမိအသက်ရွေးရန်အဖို့ကို ထာဝရဘုရားအားဆက်ကပ်ရမည်။ရေတွက်၍စည်ရင်းဝင်သောသူအပေါင်းတို့သည်အကြက်တော်အလိုက်ငွေအကြက်တဝက်စီထာဝရဘုရားအားဆက်ကပ်ရမည်။အကြက်ကဒေရ20ဖြစ်သည်။ကျွန်တော်အခုဒီကျမ်းကိုဖတ်တော့ပို့ပြီးတော့အဆက်အဆက်ရှိအောင်လို့အငယ်7ကိုပါ ရောပြီးတော့ဖတ်ထားတဲ့အကြောင်းတင်ပြလိုပါတယ်။ဒီကျမ်းကဖော်ပြတာကတော့ထာဝရဘုရားကိုဝတ်ပြုကူးကွယ်ရမှာငွေဆိုတဲ့ လောကပစ္စည်းနဲ့လဲကိုးကွယ်နိုင်လေဆိုတဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုငွေကိုဖော်ပြလိုက်တော့ထာဝရဘုရားဒီငွေနဲ့မုံဝယ်စားတယ်လို့စားလို့ရတာတော့မဟုတ်ဘူး။လူသားဟာတစုံတစ်ခုသော ပေးအပ်မှုနဲ့ဝတ်ပြုကိုးကွယ်နိုင်လေအပြစ်ပေးစီရင်ခြင်းနဲ့လဲလွတ်ကင်းနိုင်တယ်ဆိုတာကိုဖော်ပြတာပဲ။အထူးမှတ်သားရအချက်ကတော့ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုသူတိုင်းကယ်တင်ခြင်းရမယ်ဆိုတဲ့ဂရုဖြစ်ပါတယ်။တစ်ချိန်တည်းမှာကယ်တင်ခြင်းရလို့သာကိုးကွယ်တယ်ဆိုတဲ့ အချက်ဟာတစိ့တပိုင်းသာမှန်တယ်။ထာဝရဘုရားကို ကိုးကွယ်ဖို့ရန် လူတိုင်းမှာအခွင့်အရေးရှိတယ်ဆိုတဲ့အချက်ဟာအဓိကဖြစ်ပါတယ်။ထွန်းမြောက်ရကျမ်းအခန်းကြီး30အငယ်18မှ20အဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကအာယုန်နှင့်သူ၏သားတို့လက်ချေဆေးစရာဖို့ကြီးဝါခြေတော့ပါသောကြီးဝါအင်တုံကိုလုပ်၍ပရိသတ်စည်းဝေးရာတဲတော်နှင့်ရစ်ပလင်ဆက်ကြားမှထားရမည်။သူတို့သည်ပရိသတ်စည်းဝေးရာတဲတော်သို့ဝင်တော်၎င်း အမှုတော်ကိုထမ်း၍ထာဝရဘုရားအားမိရှုသောရစ်ကိုပူဇော်ခြင်းငှာရစ်ပလင်အနာသို့ချင်းကပ်တော်၎င်းသေဘေးနှင့်ကင်းလွတ်မည်အကြောင်းမိမိတို့လက်ခြေကိုဆေးရမည်ထို့သောသူတို့နှင့်သူတို့အမျိုးနှင့်အစဉ်အဆက်တို့သည်စောင့်ရသော ပြည့်ညတ်တော်ဖြစ်သည်ဟုမိန့်တော်မူ၏ဒီအပိုင်းအရာအန်ရှိအတွက်ဆေးဖို့ကြောဖို့လိုတယ်ဆိုတာပါလာပြီဒါအတွက်ကြီးအင်ဒုံတလုံးဟာတဲတော်ဝင်အတွင်းထဲမှာရှိနေတယ်ဆိုတာကျွန်တော်မြင်ရပြီမသင်ရှင်းခြင်းရဲ့အပြစ်ဟာ ပေဖို့အထိထိုက်တဲ့အပြစ်ဒဏ်ဆိုတာကိုလည်းသဘောပေါက်ပါပြီဒီကြီးအင်တုံဟာရစ်ပူစောတဲ့ပလင်နဲ့လည်းနီးကပ်နေတာတွေ့ရတယ်အခုဒီနေရာမှာအာယုံ အမျိုးငယ်ကိုဥတီပြီးတော့ပြောနေပြီမဲ့လူတိုင်းထားဝယ်ဖျားရှိတော်မှောက်ဝင်လို့ရင်ဖက်ရှင်စင်ကြဲတဲ့စိတ်နှလုံးရှိဖို့လိုတယ်ဆိုတာကိုအတိတ်ပဲဖွင့်ဆိုနေတယ်အဲ့ဒီလူတွေထဲမှာမှအာယုံအမျိုးငယ်ဆိုတာကတော့ရစ်ပရောဟိတ်တွေသူတို့လည်းအပြစ်သားထဲမှာပဲပါတယ်လीရစ်ပရောဟိတ်တွေလည်းလူသားပဲမဟုတ်ဘူးလားအတိတ်ပဲကတော့ ဓမ္မဝန်ကိုဆောင်နေတဲ့ဓမ္မအမှုတော်ဆောင်မှုလို့စင်လုံးကျော်ကြီးတွေလို့ဘုရားသခင်မသတ်မှတ်ဘူး။ကဲတင်ချင်းကိုခံရပြီဆိုပြီးတော့ဖြစ်ကြက်ဆန်းသွမ်းမလုံနဲ့။ပြင်းရတော်အတိုင်းဆိုရင်ပေပြင်းတဲ့တောင်မှလူဆိုတာဟာဘာမှမဝေးဘူး။အမှားမခံဘူးဆိုတဲ့အချက်ဟာဒီနေရာမှာထင်ရှားနေတယ်။ဒါကြောင့်ကဗျာတို့တပုတ်ဟာဒီအကြောင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်အုံလောက်ထဲမှာပေါ်လာပါလေ။ကဗျာလေးရဲ့နာမည်ကတော့ပန့်ရှင်းစီဆိုပြီးတော့ဖြစ်ပါတယ်။ရှေ့တော်မှောက်ဒူးထောက်၍ဝင်သောအခါ ။ဖန်ရှင်းစွာစိတ်ဝိညာဉ်ပြင်ဆင်ခဲ့ပါဆွဲမဲ့ရာလူပေါင်းမှောင်မိုက်စေစားတိလန်းဖြတ်သန်းချိန်တရင်ကမေ့လိုက်ကြစမ်းအဲ့ဒီလိုဖြစ်ပါတယ်ဒီတော့မသန့်ရှင်းကြီးရဲ့အပြစ်ဟာပြင်းညတ်တော်အရာဆိုရင်သိခံတိုက်တယ်ဆိုတာတောင်ကျွန်တော်တို့သိခဲ့ရပြီးပြီဒီကနေ့ကျွန်တော်တို့အသင်းတော်အဖွဲ့အစည်းတွေနေနဲ့ဘာသင်ငန်းစာတွေယူတတ်တယ်လေအသင်းတော်ဆိုတာဟာယေဘုဟိနဲ့တူတဲ့ဓမ္မဝန်ဆောင်ဆရာတော်များရဲ့ တပည့်တော်ဖြစ်သူများရဲ့တဏီတဏျတိရှိမှအသိတော်လို့ခေါ်နိုင်ပါလေ။တန်ရှင်းခြင်းဆိုတာဟာပြောခဲ့ပြီးတဲ့အတိုင်းလက်ဖက်စလုံးလိုအပ်တယ်။ဒါလို့များပြားတဲ့ပြည်သူယုံကြည်သူပြိဿကိုဓမ္မဝန်ဆောင်ဆရာတော်တပါးနှစ်ပါးသုံးပါးဟာဘယ်လိုလုပ်ပြီးတယောက်ချင်းအမြဲဂရုစိုက်နေနိုင်ကလေး။ဒါကြောင့်တပည့်တော်တွေကိုယ်တိုင်ဟာတန်ရှင်းတဲ့စိတ်ဝိညာဉ်ကိုသာဝစဉ်ကြိုးစားအားထုတ်မွေးမြူကြရပါမယ်။ခရစ်တော်မြေပေါ်မှာရှိစဉ်တုန်းကဆိုရင်နှိမ့်ချတဲ့စိတ်ရဲ့ တန်ရှင်းစင်ကြယ်ခြင်းရယ်ဆိုတာကိုလိုချင်လို့တပည့်တော်တွေရဲ့ခြေကိုဆေးပေးခဲ့တယ်ဆိုတာတမသစ်ကျမ်းမှာကျွန်တော်တို့တွေ့ရအောင်ပါပါဒီလိုအတိတ်ကလှူဆောင်ခဲ့တယ်လို့ဒီကနေ့တည်းအထိခရစ်တော်ဟာကျွန်တော်တို့ကိုနှိမ့်ချစွာနဲ့တန်ရှင်းစင်ကြယ်အောင် ပြည့်စုံပေးနေသေးတယ်လို့ပဲကျွန်တော်ခံစားရတယ်ဒါကိုပြည့်ညတ်တော်ခစ်မှာမလုံမနေရပြည့်ညတ်ထားတယ်လို့ကျွန်တော်တို့ကခံယူပြီးတော့ခရစ်တော်အားဖြင့်စိတ်ကိုပြုပြင်ရမယ်တန်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ကြရမယ်။နှုတ်ကပတ်သမာကျမ်းစာအားဖြင့်ကိုကိုကိုပြုပြင်ကြရပါလိမ့်မယ်။ပြည်ညတ်တော်ခေတုံကတော့ဂျင်းအင်ဒုံနဲ့ရေးရှိတယ်။အခုအချိန်မှာကျတော့ဆူတောင်းခွန်အားယူခြင်းသမာကျမ်းစာတော်ဖတ်ခြင်းစင်ကျင်အောက်မေ့ခြင်းတွေနဲ့စင်ကြယ်စင်ဆိုင်တာပေါ့။အခုမြန်မောက်ခေတ်သာသနာလုပ်ငန်းအကြောင်းကိုစဉ်းစားရင်အများလဲသိပြီးတဲ့အတိုင်းလူတွေနဲ့လှုပ်ရတဲ့အလုပ်ဖြစ်တယ်။လူတိုင်းလူတိုင်းစင်ကြယ်သလားမေးရင်အများစုကတော့ဘုရားသခင်အတွက်ဆိုပြီးတော့စောက်ချအလုပ်လုပ်တာများပါတယ်။ ဒါပေမဲ့တချို့သောပုံကူတွေဟာစိတ်ဝိညာဉ်မဆန့်ရှင်းမနဲ့နာမတော်ကိုသုံးပြီးလုပ်တာတွေကဘာအရရမှကြားရပါတယ်။ပုတ်လို့ပေါ်တယ်၊ထုတ်လို့ကြော်တယ်ဆိုတဲ့အတိုင်းပဲပုတ်လို့ပေါ်တာတွေရှိတယ်။ဒါပေမဲ့ပုတ်တိုင်းလည်းမပေါ်ဘဲနဲ့မသိမသာတွေလည်းဖြစ်ချင်းဖြစ်မယ်။ဒါပေမဲ့ဖျားသခင်ကိုတော့ကြောက်ရွံ့ကြဖို့သိအရေးကြီးတယ်လို့တယ်ဆိုတာကိုဒီထွက်မြောက်ရာကျမ်းအဖြစ်ကျွန်တော်တို့သင်ခန်းစာယူတိုက်ပါတယ်။ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်7နဲ့15အတွင်မှာ ထိုတန်းကြီးအပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးများကိုထတ်ဆင့်၍တိဆောက်သောသူရှိသည်မျှအသီးသီးလှုပ်သော အလုတ်သည်ထင်ရှားလိမ့်မည်အဘယ်သူနည်းဟုမူကားပေါ်ပြချိန်ကြီးရဲ့သည်မိအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလှုပ်သောအလုတ်သည်အဘယ်သူသောအလုတ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတန်းကြီးအပေါ်၌ထတ်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုတ်သည်မြဲ၏ထိုသူသည်အကျိုးကိုခံရလိမ့်မည်ကျဉ်သူ၏အလုတ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည် ဘုသောလည်းမိငင်လွတ်ကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်။ဒီချက်ကဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်သူတွေအဖို့တရားစီရင်ခြင်းဆိုတာရှိကိုရှိနေမယ်ဆိုတာမိမောင်းထုတ်ပြနေပါတယ်။မှားမိသည်ရှိသောအချိန်မီပြုပြင်ပါ။နောင်တနှင့်အသနာခံပါ။ဘုရားသခင်ရဲ့အမှုတော်ကိုမဖန်ရှင်းတဲ့စိတ်နေသဘောထားများကိုယ်ခန္ဓာများနဲ့မဆောင်ရွက်ထိုက်ဘူး။မိင်းနဲ့မကစားကြပါနဲ့လို့ကျွန်တော်သတိပေးလိုက်ပါရစေ။ရှင်ရောင်းအောဝါရစာပထမဆုံးအခန်းကြီး1အငယ်6မှာကြတော့ ကိုအပြစ်တို့ကိုဖော်ပြတောင်းပါစေငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏အဲ့ဒီလိုဖော်ပြထားပါတယ်နောက်တစ်ခုကတော့ကြီးအင်ဒုံတွေဟာအထူးသဖြင့်အမျိုးသမီးတွေရှိခစ်တုန်းကကြီးမှန်ချက်တည်ယူလာပြီးကြီးအင်ဒုံကိုလွတ်ရတယ်လို့လည်းကျွန်တော်တို့သမိုင်းကဆိုပါတယ်တနည်းအားဖြင့်ဒီကြီးအင်ဒုံအားဖြင့်ကိုယ့်အရေးကိုကိုယ်ပြန်မြင်ရတဲ့ကြီးမုံမှန်ပဲပေါ့ပြီးတော့ အင်ဒိုအားဖြင့်ကိုခန္ဓာကိုမသန့်ရှင်းခြင်းကိုမြင်ရစိမ့်ဆိုင်ပြန်တယ်။အဲ့ဒီမသန့်ရှင်းတဲ့ကိုခန္ဓာဟာအင်ဒိုနဲ့ရရေအားဖြင့်သန့်ရှင်းခြင်းကိုလည်းရရှိစေနိုင်တယ်ဆိုပြီးနှစ်ပိုင်းပေါ်လာတယ်။ပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်သမားကျမ်းစာတော်မြတ်ဟာဒီကျေးအင်ဒိုနဲ့မတူဘူးလား။သူ့ကိုဖွင့်ဖက်ပါကို့ဘဝအခြေအနေမှန်ကိုဖော်ပြလိုက်မယ်။သူ့ကိုလိုက်လာဆောင်ရှောက်ပါသူ့ကြောင့်သန့်ရှင်းစင်ကြယ်ခြင်းဖြစ်လာပါလိမ့်မယ်။နောက်တစ်ခုဖြည့်ဆွတ်လိုတာကတော့ကိုယ့်ရဲ့အပြစ်များအတွက်အာမတ် လူရှိသူရှိမှထပြီးတော့ဝန်ခံနေစရာလည်းမလိုပါဘူးအသင်းတော်ကိုသွားတဲ့အချိန်ဗိမာန်တော်ကိုမဝင်ခင်ကို့မှာအပြစ်တွေရှိပါတယ်ကို့ရဲ့မျက်စိကို့ခြေကို့လက်ကို့အလုပ်ကို့လှုပ်အမူအရာမှအစဘုရားသခင်မလှစ်မြိုခဲ့တဲ့အပြစ်တွေရှိခဲ့ပါတယ်ဒါကြောင့်ဒီအပြစ်တွေကိုဘုရားသခင်သနာပါဆိုပြီးတော့ခွင့်လွတ်ပါဆိုပြီးတော့ဝန်ချအသနာခံနိုင်ပါတယ်ဘုရားသခင်ကျွန်တော်ကျမတို့ကိုအပြစ်လွတ်တော်မူပါဆိုပြီးတော့သခင်ခရစ်တော်ရဲ့နာမတော်နဲ့သာဆုတောင်းအသနာခံရင် အောင်မြင်မှာပဲမဟုတ်ဘူးလားကျိုးပဲ့ကြင်မွားတဲ့စိတ်နှလုံးနောင်တတရားနဲ့ဒီလိုတိုးဝင်အသနာခံရင်ဘုရားသခင်ဟာသစ္စာတရားဖြောင့်မတ်ခြင်းတရားနဲ့ပြည့်စုံတော်မူပါလေမုတ်ချခွင့်လွတ်ပါလိမ့်မယ်ဒါဗိမာန်တော်ကိုဝင်ချိန်နဲ့ပတ်သက်ပြီးပြောတာပဲရှိပါသေးတယ်အထက်ထက်အကျဉ်းကြီးဆိုသလိုဂျစ်ဘရိုဟေယာအင်ဒုံမှာရည်စေးခြင်းအပြင်ကိုကိုကိုသန့်ရှင်းစေဖို့လိုတယ်ဆိုတာဖော်ပြသလိုဘုရားသခင်ကိုနိညာမပြတ်စင်ခြင်းအောင်းမေလှမ်းရင်အစဉ်သန့်ရှင်းတဲ့အသက်တာသစ်ကို မလွတ်တမ်းရရှိကြပါလိမ့်မယ်လို့ကျွန်တော်ဒီနေရာမှာအားပေးလိုက်ချင်ပါတယ်။မြတ်သောနန္ဒာလိမ့်ချေပါဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ဆက်လက်ချင်ပါတယ်။ဖွံ့မြောက်ရချမ်းအခန်းကြီး30အငယ်22မှ29အပန်ထာဝရဘုရားသည်မောရှေအားမိန့်ပြန်တော်မူသည်ကားသင်သည်မြတ်သောနန္ဒာမျိုးကိုအကြက်တော်နှင့်ချိန်ရက်စင်ကြယ်သောမူရန်စေးအကြက်900ငွေသောသစ်ကြဘူး250ငွေသောကြံ250တစ်ကြဘူးတစ်မျိုး900 ပန်လွင်စီတဟိန်ကိုယူ၍စေသမအတက်နှင့်ဖျောင်းစီကိုဖော်ရပြီးအတိုင်းလင်းရန်စီကြီးဟူသောတန်ရှင်းသောလန်သာစီကိုဖော်ပြီးမှပရိသတ်စီဝေးရာတဲတော်နှင့်တက်သေးခန်းချက်တစ်တာကို၎င်းဇပွဲနှင့်ဇပွဲတစားရှိသည့်ဖျားကို၎င်းမိခုံနှင့်မိခုံတစားကို၎င်းနန်းသာပေါင်းရှို့သောရစ်ပလင်မိရှို့ရာရစ်ပူဇော်သောပလင်နှင့် ပလင်တစားရှိသည့်ဖျားကို၎င်းအင်ဒုံနှင့်အင်ဒုံခြေရောက်ကို၎င်းထိုနန်းသာစီနှင့်လိန်သည့် ထိုအရာတို့ကိုအလွန်သန့်ရှင်းစင်ကြယ်စေခြင်းဟာထိုတို့သန့်ရှင်းစေရမည်ကျွန်တော်အတွက်မြတ်သောနန္ဒာစီဟာဘာကိုဆိုလိုသလဲကြံ့တိုင်ဈေးမှာပြေးပြီးကျွန်တော်ဝယ်ပြီးတော့ဒီလိုဆေးဖော်ရမလားတမမဟုတ်ရင်လည်းရေမွေးတွေဝယ်ပြီးတော့အသင်းတော်တစ်ခုလုံးကိုလိုက်ပြီးဆွတ်ရမလားမဟုတ်ဘူးပညာတော်ခိကသန့်ရှင်းရတဲတော်ကိုထုံမွန်းတဲ့မြတ်သောနန္ဒာစီဟာဒီကနေ့ကျွန်တော်တို့အဖို့သန့်ရှင်းသောဝိညာဉ်တော်အဖြစ်ကိုယ့်အသက်တာအသီးသီးကိုပွေးကြိုင်စေဖို့ပဲ အဲဒီလိုတန်ရှင်းသောဝိညာဉ်တော်ရဲ့ထုံမှုန်းခြင်းကျေးဇူးကြောင့်အင်မတန်လက်နေခက်ခဲတဲ့နှုတ်ကပတ်သမာကျမ်းစာတော်ဟာကျွန်တော်တို့အဖို့ထေရှားမှန်ကန်တဲ့သစ္စာတရားဖြစ်လာရပါတယ်။သင်သိရသောသမာကျမ်းကိုဏိဒံပြိုကြရပန်ရှင်းသောဝိညာဉ်တော်ကဖွင့်ပြမှသာနှုတ်ကပတ်တော်ကိုနားလည်မယ်ဆိုတာကျွန်တော်ပြောခဲ့ပြီးပြီ။ကျွန်တော်ကဘလောက်ပြောနေနေပါ။ဘယ်ဓမ္မဆရာတွေကပဲဘလောက်ပဲဟောနေနေပါ။ပန်ရှင်းသောဝိညာဉ်တော်ကသာကျွန်တော်စိတ်နှလုံးကိုဖွင့်မပြရင်အလကားပါပဲ။ဒါကြောင့်လဲကျွန်တော်တို့ဟာ ဘုရားသခင်ကိုကျွန်တော်ရဲ့စိတ်နှလုံးတကားများဖွင့်ပေးပါနားလည်နှိုင်စွန်းအားကိုချပေးပါဆိုပြီးတော့အသနာခံရကြပါလိမ့်မယ်။ဖန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်အသနာခံတောင်းလျှောက်ကြရပါလိမ့်မယ်။ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်20မှာသင်တို့သည်ဖန်ရှင်တော်မူသောဘုရား၏လက်မှဘိသိက်ကျေးဇူးတော်ကိုခံရ၍ခတ်သိမ်းသောအရာတို့ကိုသိကြ၏။အဲ့ဒီလိုဖော်ပြထားတာကိုတွေ့နိုင်ပါသေးတယ်။တခါရှင်ယောဟန်ဩဝါဒစာပထမဆုံးရဲ့အခန်းကြီး1 အငယ်29မှာပဲဆက်ပြီးပြောထတာကိုကြည့်အောင်သို့တော်လည်းဖန်ရှင်းတော်မူသောဖျားဤလက်မှတင်တို့ခံရသောဘိသိက်ကျေးဇူးတော်သည်တင်တို့၌ရှိသည်ဖြစ်၍အဘယ်သူမြတ်တင်တို့ကိုဆုံးမဩဝါဒပေးเสียအကြောင်းမရှိထိုဘိသိက်ကျေးဇူးတော်သည်ဖြစ်အောင်ဆောင်သည်မဟုတ်အမှန်ဖြစ်လျက်ခတ်သိမ်းသောအရာတို့ကိုတင်တို့အားသွန်သင်တော်မူသည့်အတိုင်းတင်တို့သည်ပါတော်၌တည်နေကြလောဒီနေရာမှာဘိသိက်ကျေးဇူးတော်လို့ဆရာကြီးရသံကဘာသာပြန်ထတာကိုအင်္ဂလိပ်ကျမ်းကတော့ ancient ye anointing ye ဆိုပြီးသုံးနေမြတ်သောနန္ဒာစီရဲ့အတိတ်ပဲပဲဖြစ်ပါတယ်။ဒါဆိုရင်ဘုရားသခင်ကျွန်တော်ရဲ့နှလုံးသားအတွက်ဆောင်ကျင့်ပေးတဲ့ပန်ရှင်းသောဂျေဇုတော်နန္ဒစီဟာဘလောက်မှုသလဲ။ဒီဂျေဇုတော်ဟာဘလောက်မြင့်မြတ်သလဲ။ဘလောက်ကြီးသလဲ။အခုလူသားတွေဟာဣသရေလလူမျိုးများအတိုင်းခိုများညီးသလိုအမြဲညီးတွားမြည်တမ်းတဲ့မနုဿ fanzin ကိုတဲပြီးကြိုက်ကြတယ်။ငါတို့တော့သွားပြီလို့ဘဝတွေတော့ပြက်ကုန်ပါပြီလို့ မျောလင့်ချက်များအရှိမရှိတော့ပါဘူးလို့ဆိုတဲ့အန်စင်တွေကိုစုံနေကြတာကြားရပါတယ်။အဖက်ရှင်တော်မူသောဘုရားသခင်ကိုမျောကြည့်ပြီးတော့လှိုက်လိုက်လဲလဲဆူတောင်းကြည်စမ်းပါ။ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်းကျေးဇူးတော်ကိုချက်ချင်းရရှိလာပါလိမ့်မယ်။စီမွေးနှံ့သာပြီးတော့နှံ့သာပေါင်ဖော်ရမည်ဆိုတဲ့အပိုင်းကိုဆက်ဖို့ရှိလာပါတယ်။ဖွမ်းမြောက်ရာကျမ်းအခန်းကြီး30အငယ်34မှ36ကပန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားမွေးသောနှံ့သာမျိုးတည်းဟုသော နတ်တက်စီမွေးသောငါးကွန်ဂါလပန်စီစင်သောလော်ပန်စီတို့ကိုအညီအမျှချင်ယူ၍စေသမားအတက်ဖြင့်နှာစေးကိုဖော်ရသည့်နိတုရောနှော၍ပန်ရှင်းစင်ကြယ်သောနန္တာပေါင်းကိုဖော်ရမည်အချို့ကိုလည်းညံ့ညက်ထောင်းပြီးမှငါသည်သင်နှင့်တွေ့ရာအရပရိသတ်စည်းဝေးရာတဲတော်၌တက်သေးခံချက်ရှိမှထားရမည်သင်တို့တွင်အလွန်သန့်ရှင်းရမည်နတ်တက်စီဆိုတာဟာကိလတ်တောင်ကသစ်စေးတမျိုးလို့ဆိုတယ် ။မွေးသောငါးခုံဆိုတာကတော့ shellfish လို့ခေါ်တဲ့ရေကနန်းနဲ့စင်စင်တူတဲ့ငါးကရတဲ့အခွန်ဖြစ်ပါလေ။ Galaban Sea ဆိုတာကတော့အခု Syria နိုင်ငံကတစ်တောတဲ့ပစ္စည်းတစ်မျိုးပဲ။ဒါကမှ စင်ကြဲတဲ့လော်ပန်အမွှေးနဲ့ရောပြီးပေါ်ရာမုတ်လို့ညက်ညက်ဖော်ဆက်ရမှာဖြစ်ပါလေ။အတိုင်းအစတိတိကျကျရှိခဲ့တယ်။အလွန်မွှေးကြိုင်တယ်လို့ဆိုပါလေ။အခုအချိန်မှာတော့ဒီဖော်မြူလာမူရင်းဆက်နည်းကိုဘယ်သူမှမသိနိုင်ကြတော့ပါဘူး။ထမြောက်ရချမ်းအခန်းကြီး30ရဲ့ညီကုန်းပိုင်းဖြစ်တဲ့ အငယ်38နဲ့38မှာအခုလိုဖော်ပြထားပါတယ်။ထို့သောသောနန္တာပေါင်းကိုဖော်သည့်ဤသူအခြားသောနန္တာပေါင်းကိုကိုယ်သုံးဖို့မဖော်ရ။သင်တို့တွင်ထာဝရဘုရားအဖို့အန်ရှင်းရမည်။အကျဉ်သူသည်မိမိရှူစရာဖို့ထိုနန္တာပေါင်းနှင့်တူအောင်ဖော်၏။ထိုသူသည်မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟုမိန့်တော်မူ၏။အတုအပမလုရဆိုတဲ့ပညာချက်ပေါ့။တိတိကျကျအညွန့်အတိုင်းလိုက်နိုင်ရမယ်လို့လဲဆိုခြင်းလေ။ဒါရဲ့အလစ်ချုပ်ပေါ်တတ်တဲ့အဖြေကတော့ ဖျားသခင်ဟာသူကလွဲလို့ဘယ်လူသားဘယ်ရုပ်ထုကိုမျှအစာထိုးကိုးကွယ်တာမလုပ်ဘူးတားမြစ်ခြင်းဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်ဒီကနေ့ကျွန်တော်တို့အဖို့လဲဖျားသခင်ကိုတစ္ဆာတရားနဲ့စိတ်ဝိညာဉ်ဖြူစင်မှုနဲ့အလေးနဲ့ကိုးကွယ်ရမယ်ဆိုတဲ့အချက်ကိုဒီချမ်းအားဖြင့်သိပါစေနိုင်ပါတယ်မိစေများခင်ဗျာပန်ရှင်းရဌာနတော်မှာရစ်ကောင်ကိုမီးရှို့တဲ့ပလင်ဟာကျွန်တော်အပြစ်သားများရဲ့အပြစ်ဘဝကိုဖော်ပြနေပါတယ်ဒီအပြစ်ဘဝမှာ ရစ်ကောင်နဲ့အစားထိုးအပြစ်ဖြေရခြင်းအစဉ်အလာဟာခရစ်တော်ရဲ့ကျွန်တော်ကိုစားအသေးခံခဲ့ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုမမေ့ဖို့တတိပေးနေပါတယ်အစဉ်မပြတ်မှုေးထုံနေတဲ့နတ်သားရစ်ပလင်ဟာကောင်းကင်ဘုံနဲ့ကောင်းကင်ဘုံရဲ့ဖန်ရှင်ခြင်းကိုအစဉ်ဖော်ပြနေပြီးတော့ကယ်တင်ရှင်သခင်ခရစ်တော်ဟာကျွန်တော်အပြစ်အဖွဲ့အစည်းအတွေ့ဖျားသခင်ကိုအစဉ်မပြတ်ကိုစားခံမေတ္တာများနဲ့အသနာခံပေးနေတာကိုတတိယစေဖို့ဖြစ်ပါတယ်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်းခရစ်တော်ရဲ့ကြီးစုတော်ကိုသတိရပြီးတော့နောင်တနှလုံးသားနဲ့စုမင်္ဂလာများတောက်လျှောက်ဖို့အတွက်သတိပေးနေတယ်လို့သဘောရပါတယ်။ဓမ္မသမိုင်းကြောင်းအသစ်မှလူပြည့်ရတဲ့ကျွန်တော်တို့အနေနဲ့ပခင်ခရစ်တော်ရဲ့ကိုစားကမြစ်တာဟာဘလောက်ကြီးမားသလဲ။အသွေးတွေဖြန့်ပက်ထားတဲ့ပလင်တော်ကိုတင်းကျပ်တဲ့စင်းရင်းတွေနဲ့ကြောက်ကြောက်ရွံ့ရွံ့တိုးဝင်ရမယ့်အခြေအနေမျိုးမဟုတ်တော့ဘူး။အပြစ်တရားဆိုတဲ့ဒတိုင်းကြီးကိုခရစ်တော်ကအသက်ပေးပြီးတော့ဖြိုဖျက်ပေးရပြီလေ။ဒါကြောင့် တပါရီသောသားတော်ရဲ့နာမတော်အဖြစ်ပန်ရှိမြင့်မြတ်တော်မူသောအနန္တတကုရှင်ဘုရားသခင်ကိုစိတ်အားဝိညာဉ်ထက်ထက်သန်သန်စိတ်ဓာတ်မှန်မှန်ကန်ကန်နဲ့စက္ကအစီခံကြပါယုံကြည်ခြင်းနဲ့ထိုက်တန်စွာတောင်းပန်ပြီးတော့ကျေးဇူးဂရုနာတော်ကိုလက်ခံယူကြပါလို့အကြံပြုလိုက်ပါတယ်အခုဖမျောက်ရချမ်းအခန်းကြီး37ကိုကုသန်းသွားပါပြီအခန်းကြီး37နဲ့သက်ဆိုင်တဲ့အခြေခံအချက်တွေကတော့ဘေဇလီလာဆိုတဲ့လူနဲ့ အဟောလျာဘတို့ကိုတဲတော်တိဆောက်ရေးလုပ်ငန်းတာဝန်များပေးခြင်းဥပုပ်တော်နေ့ကိုချပေးခြင်းအကြောင်းတွေပဲဖြစ်ပါတယ်။လူငယ်ပညာရှင်များခေါင်းငင်းခြင်းဆိုတာနဲ့စတင်ကြပါစို့။ဖျက်မြောက်ရကျန်းအခန်းကြီး37ဟာတဲတော်အကြောင်းလေ့လာမှုကနေကင်းကွာတဲ့အောင်ရှိပေနဲ့အမှန်တကယ်မကင်းကွာပါဘူး။ပညာတော်များချထားမှုနဲ့တဲတော်ဆိုင်ရာညွှန်ကြားမှုတွေရဲ့ကြားကာလအပိုင်းအခြားလို့တော့ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။မောရှေဟာဖိနာတောင်မှာ ဖျားသခင်ရဲ့ညွှန်ကြားချက်တွေကိုနားထောင်ဖို့ရောက်နေစေအချိန်ဖြစ်ပါတယ်။အောက်မှာကြံနေခဲ့တဲ့ဣသရေလတွေစောင့်ရင်းစောင့်ရင်းစိတ်မရှိတဲ့လက္ခဏာတွေကိုလည်းတွေ့ရပါတယ်။ဒီအပိုင်းမှာဒီလူငယ်တစ်ယောက်ကိုဖျားသခင်ဘယ်လိုအဆုံးပြုသလဲဆိုတာနဲ့အတူတူအဲဒီလိုဖျားသခင်စေခိုင်းတဲ့အလုပ်ဟာအတော်ခက်ခဲတဲ့အလုပ်လူတိုင်းမစွန့်ဆောင်နိုင်တဲ့အလုပ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။အငယ်၁မှ၆အထိတပန်ထာဝရဘုရားပြီမောရှေအားမိန့်တော်မူပြန်ပြီကနားထောင်လို့ ငါသည်ယူရအမျိုးသားဟူရဤသားဖြစ်သောဥရိဤသားဘေဇလီလာကိုအမိဖြင့်ခံထား၏သူသည်ရွှေငွေကြေးဝါကိုလှုပ်သောအတက်ကြောက်ကိုသွေး၍စီသောအတက်တစ်သားကိုထုလှုပ်သောအတက်နှင့်အမျိုးမျိုးသောအလုတ်ကိုထူးဆန်းစွာလှုပ်တက်မိအကြောင်းဉာဏ်ပညာနှင့်တကွသိပ္ပံအတက်အမျိုးမျိုးတို့ကိုငါပေး၍ကရခိဤဝိညာဉ်တော်နှင့်ပြည့်စုံစေ၏သူနှင့်အတူဒံအမျိုးသားအဟိသမက်ဤသားအဟောလျာဘကိုလည်းငါခံထား၏ ငါသည်သင်အားမှားထားသမျှတို့ကိုလိမ္မာသောသူအပေါင်းတို့သည်လွတ်တက်မည်အကြောင်းသူတို့နှလုံးထဲသို့ဉာဏ်ပညာကိုငါသွင်းထားပြီအခုတရားသခင်ဟာနှိုင်းငိုက်ချွတ်သိပဲသိနိုင်လွတ်တယ်လို့မဆိုလိုက်ဘူးလားဒီလိုနှစ်ဖန်းလောက်မကရှိတဲ့လူအုပ်ထဲကနှစ်ယောက်ကိုလက်ညှိုးထိုးပြီးတော့ရွေးပေးတယ်ဒီလူတွေရဲ့ကိုရေးရာဇဝင်ကိုအခုခေတ်ကွန်ပျူတာကအဖြေပေးတယ်လို့သူတို့တောက်တောက်နဲ့ဖွင့်ပြီးတော့နာမည်နဲ့သတ်မှတ်ရွေးပေးလိုက်တယ်ဘလောက်အံ့ဩစရာကောင်းတယ်လေ တဲတော်ရဲ့အဆောင်အယောင်နဲ့ဝတ်ယုံတွေကိုသူတို့လုတ်ကြစေတဲ့တာဝန်ကိုပါပေးလိုက်ကြယ်ကျွန်တော်အခိုင်အမာပြောရရင်ငကိုတဲ့ရွှေပရင်ကြေးပရင်ကျုံမီသာမှန်ဘုရားသခင်ကတည်တယ်အဲ့ဒါကိုသက်ဆင့်ရှင်းဖို့တော့လူမယ်မဖြစ်ဘူးသူဖန်ဆင်းတဲ့လူလေသူသင်ပေးထားတဲ့အသက်ပညာမဟုတ်ဘူးလားသူလူတယောက်ချင်းကိုသိနေတယ်ဆိုတာဟာမဆမ်းပါဘူးနောက်ပြီးတော့ဝိညာဉ်ခေါ်အားတွေနဲ့အသက်ပညာတွေနဲ့သက်ဆင့်ပြီးတော့သွန်လောင်းပေးဦးမယ်တဲ့ အထူးပြုစုသင်ကြားပေးအောင်မယ်လို့လည်းဂရိပေးပြီးတော့မှအဆုံးပြုတယ်ပဲ။ဘလောက်အံ့ဩဖို့ကောင်းတယ်လေ။ဒီအကြောင်းပေါ်မှာမူတည်ပြီးကျွန်တော်ကစဉ်းစားတယ်။ကျွန်တော်အပေါ်မှာဘုရားသခင်ကအရေးအချင်းအလျောက်စေခိုင်းလာရင် စေခိုင်းတဲ့အတိုင်းလုပ်ကိုလုပ်ရမယ်။လုပ်ရင်မူချအောင်မြင်မှာပဲဆိုတဲ့အချက်ကိုကျွန်တော်တို့နားလည်သဘောပေါက်ကြပါ။အရင်တစ်ခါကျွန်တော်ပြောခဲ့တယ်လို့ဝါမရှိပဲဝီလုတ်ချင်တာဒီတချို့ကြတော့လေဝါရှိပါရဲ့နဲ့ဝီကလေးတောင်မှဝင်ပြီးတော့မလုတ်ချင်တာဒီဟာမကောင်းဘူး ကိုမကျွန်းကျင်တာကြီးကိုအတင်းဝင်ပြီးလှုပ်ရှင်အဆုံးနဲ့တွေ့ရပါတယ်။အဲ့ဒီလိုကိုမကျွန်းတာတွေကိုရှောက်ပြီးတော့လှုပ်နေတဲ့အချိန်ကိုကျွန်းကျင်တဲ့အပိုင်းတွေမှာအများကြီးအဟောသီကံဖြစ်ကုန်တတ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့သိထားနားလေသဘောပေါက်ရင်ကျွန်တော်ဟာဘုရားသခင်အတွက်အစေခံနိုင်ရမှာပေါ့။ကျွန်တော်ငင်ငယ်ရဖတ်ဖူးပါတယ်။ပြင်သစ်ဘုရင်ကြီးနပိုလီယံ။ "तू ကနောက်ပိုင်းစစ်ဗိုလ်ကြီးအဖြစ်နဲ့လမ်းကြောင်းမှန်သွားတော့လေ။ तू ကသူသမိုင်းတစ်ခုဖြစ်လာတာပဲ။အကောင်းဆိုးကိုတော့ကျွန်တော်မွေးပန်းခြင်းမှာဘူး။" အဲငငယ်တုန်းကတော့အင်မတန်စာရေးဆရာဖြစ်နေဆိုပဲဒါနဲ့ဝတ္ထုတပုတ်ကိုစူးစမ်းပန်းစားရေးလိုက်တာလုံချင်းဝတ္ထုဖြစ်သွားတယ်လေလုံးပြီးတော့ချင်းနဲ့အထက်ခံလိုက်ရတဲ့လုံချင်းဝတ္ထုပေါ့အဲ့ဒီမှာရင်အင်မတန်နာမည်ကြီးကျင်တဲ့နပိုလီယံနာမည်ကြီးရမယ်ဆိုရင်ဘယ်နည်းနဲ့ပဲကြည်ကြည်ကြီးရင်ပြီးရောဆိုတဲ့နပိုလီယံစာရေးတဲ့အလုပ်ကိုတခါတည်းသူနဲ့လမိုင်းမကတ်မှန်သိသွားပြီးတော့ဘယ်တော့မှလည်းအဲ့ဒီစာပေဘက်ကိုလှည့်မကြည့်တော့ဘူးတဲ့ဒါကတော့ကျွန်တော်လော်ကီဆန်ရဲ့ဥပမာကိုပြီးခြင်းပါအဓိကသိစေချင်တာကတော့ တရားသခင်ပေးတဲ့ကိုစွန်းကိုစားကိုကြီးကြီးရောက်ရောက်ဖြစ်ချင်ရဲ့ကိုကျွမ်းတဲ့လမ်းကြောင်းကိုပဲရွေးရမယ်ဆိုတဲ့အတိတ်ပဲပါအရေးချင်းကတကယ်ထိတ်တန်းကြပြာသမားစာသမားဖြစ်ဖို့ပါလာတယ်ဆယ်ရန်းအောင်တော့အမှတ်ကလေးကောင်းတာနဲ့နှမျောပြီးတော့ဘယ်ဖြစ်ဖြစ်ဒါမှမဟုတ်သူများပဲမြှောက်ပေးလို့ပဲဖြစ်ဖြစ်ရေးစည်းကြောင်းမြှောက်လိုက်ပြီးတော့ဆရာဝန်လိုင်းတို့အင်ဂျင်နီယာလိုင်းတို့ကွန်ပျူတာလိုင်းတို့ရှောက်လိုက်ကြတယ်အများကြီးတွေ့ရတယ်အဲ့ဒါတွေဟာဘဝနှစ်ပေါင်းများစွာမှာအချီးနှီးသက်သက်ဖြစ်သွားရတတ်တယ် ဒါဟာဒီကနေ့လက်တွေ့အဲ့ဒီပညာရအဝန်အဝိုင်းမှာဝင်မေးကြည့်ဒါလက်တွေ့မြင်နိုင်တဲ့သာရကတခုပဲအခုဘေဇလီလာရဲ့အရေးအချင်းကရွှေငွေကြေးပရင် အတက်အမှုသုခမပညာရှင်အတက်သူကကျွန်တော်အာယုံလို့ပရောဟိတ်အဝတ်အစားကြီးဝတ်ချင်ပါတယ်ဆိုပြီးတော့စောရကတက်ချင်ရင်လဲဖြစ်မှာပဲပေါ့ဒါပေမဲ့ဒီလိုအသံမျိုးမကြရပါဘူးဖျားသခင်ကမင်းကအာယုံအတွက်အဝတ်တွေချုပ်ပေးတဲတော်ကိုမွမ်းမံဆိုပြီးတော့ခိုင်းတာကိုပဲ သူလှုပ်တာကိုတွေ့ရတယ်။ကျွန်တော်ကတော့အဝတ်ကြီးခြုံလာတဲ့ဒီအဝတ်ကြီးကိုချုပ်တာတဲတော့တီဆောက်တာဟာပို့ပြီးတော့တောင်အရေးကြီးတယ်လို့မုံမြတ်တယ်လို့တွေးသေးတယ်။သူလိုလူမျိုးမရှိရင် အာယုံဆရဲရစ်ဘရောဟေကြီးဘယ်နဲ့လှုပ်ပြီးစားလာဘာဘာကြည့်တော့မဝတ်နိုင်မှမလဲ။ဘုရားသခင်ရဲ့စံချိန်စံညွန့်နဲ့မကပ်ရင်ပြေးနိုင်တယ်ဆိုပြီးတော့စောကတွေ့ခဲ့ရတယ်မလား။လောက်အရေးကြီးတယ်လေ။အခုဖတ်ခဲ့တဲ့ကျမ်းကျက်မှာဆိုရင်အတတ်ပညာနဲ့အတူဝိညာဉ်အင်အားကိုပါဘုရားသခင် ဖြည့်ဆွက်ပေးတယ်ဆိုတာကိုရှင်းရှင်းကြီးမြင်ရတယ်။ဘုရားသခင်ကသူ့ရဲ့မွန်မြတ်တဲ့အမှုတော်ကိုဆောင်ဖို့အတွက်အရေးချင်းတွေအမျိုးမျိုးတယောက်နဲ့တယောက်မထပ်အောင်ပေးထားပါတယ်။ဟန်ရှင်သောဝိညာဉ်တော်ကိုလည်းပေးအပ်ထားပါတယ်။အမှုတော်ကိုကိုယ်အပိုင်းခြားနဲ့ကိုယ်စူးစမ်းထမ်းဆောင်ကြဖို့သာလိုပါတယ်။ဥပုံနေမြတေရှားအပ်စီဆိုပြီးတော့ဆက်လက်တင်ပြအောင်မယ်ဆိုရင်ထွမြောက်ရကျမ်းအခန်းကြီး37မှာဥပုံနေအကြောင်းဟာထူကဲလေးနဲ့စွာပေါ်ပြလာပါတယ် မှန်တော့ကဘာဦးဖန်ဆင်းပီးစာကလေးကဥပုံနေအကြောင်းပါဝင်ခဲ့ပြီးပြီ။တလောကလုံးကလည်းဥပုံနေဆိုတာဟာသူနီးသူဟန်နဲ့နားလေကြစောင့်ရှောက်နေကြတာပါပဲ။အခုမောရှိအချိန်မှာတော့ပြညတ်တော်ဆယ်ပါးထဲမှာအကျုံးဝင်လာပါတယ်။ဒါပေမဲ့ဒါဟာဣသရေလလူမျိုးကိုသာတိုက်ရိုက်ရည်ညွှန်းထားပါတယ်။ဖမျောက်ရကျမ်းအခန်းကြီး37အငယ်7နဲ့73ကိုဖတ်ကြပါစို့။တပန်ထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ ငါသည်သင်တို့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိစေခြင်းသာငါနှင့်သင်တို့ဤသားစဉ်မြေဆက်ဆက်ချား၌လက္ခဏာသက်သည်ဖြစ်ဖို့ရာငါဥပုံနေကိုစင်စစ်စောင့်ရကြမည်ဒီလက္ခဏာသက်သည်အဖြစ်ဥပုံနေကိုထားရဲဆိုတာဣတရီလာကိုပဲဆိုခြင်းပါဒါဟာအသင်းတော်ကိုဘုရားသခင်သတ်မှတ်ခြင်းလို့ကျွန်တော်မယူဆဘူးဒါကြောင့်ဥပုံနေကိုမူတည်ပြီးတော့ယုံကြည်သူအသင်းတော်တို့ဟာအကျယ်အကျယ်မငြိမ့်ွယ်လေမဖြစ်သင့်ဘူးလို့ကျွန်တော်အလေးအနက်ပြောခြင်းပါတယ် အစ္စရေလရဲ့ဥပုပ်ဟာစနေနေ့ဖြစ်ပြီးရှေးအစဉ်လာဥပုပ်နေ့ဟာစနေနေ့ပါဒါပေမဲ့ကနဦးခရိယန်တွေကအဲ့ဒီနေ့မှာခရစ်တော်မထမြောက်သေးပဲတနင်္ဂနွေနေ့ကျမှထမြောက်တယ်ဆိုပြီးတော့တနင်္ဂနွေနေ့မှာရှင်ပြန်ထမြောက်တယ်အသက်ရှင်တော်မူသောဘုရားသခင်ဖြစ်တယ်ဆိုတာသဘောထားပြီးတော့ကိုးကွယ်ရာနေ့အဖြစ်သတ်မှတ်တဲ့အတိုင်းအသင်းတော်စတင်စည်းဝေးတဲ့နေ့ပင်တေကုတ်တေပွဲတော်နေ့ဖြစ်တဲ့နေ့ဥပုပ်နေ့ရဲ့နောက်နေ့ဖြစ်တဲ့တနင်္ဂနွေနေ့ကို ဝုတ်ပြုကိုကိုရာနေ့အဖြစ်ပြောင်းလဲသတ်မှတ်ခြင်းကိုကျွန်တော်အနေနဲ့ကတော့ဘာမှဇောရကတက်เสียရမရှိညင်ညင်သာသာပဲလက်ခံလိုက်ပါတယ်အငယ်ဆက်လေးဥပုံနေသည်သင်တို့အားဖန်ရှင်းသောကြောင့်ထိုနေ့ကိုစောင့်ရကြမည်ဥပုံနေ့ကိုဖြတ်သောသူတိုင်းအသေခံရမည်ထိုနေ့၌အလုလုသောသူမြည်သည်ကားမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ယေရှုကိယုနာတော်အထက်ကဖြစ်တဲ့ဓမ္မသစ်ကာလမှာဥပုံနေကိုအကြီးအကျယ်ဗဟုပြုပြီးစကားမပြောလိုက်ပါဘူး ဘသူမှန်တယ်မှားတယ်ဆိုတာလဲမပြောလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့မှားပြီးကိုးကွယ်လို့သေတဲ့မသာဆိုတာလဲကျွန်တော်မကြားဘူးသေးဘူးလေအငယ်၅၆ရက်ပတ်လုံးအလုတ်လုပ်ရမည်ပတ္တမနေပြီးသာဝေယဖျားအားဖန်ရှင်း၍ညင်ရသောဥပုံနေဖြစ်ဥပုံနေ၌အလုတ်လုပ်သောသူမည်ပြီးကဧကံအမှန်အသိခံရမည်ဣဒရေလရဲ့မောရှိခေဥပရေဟာတကယ်အကျိုးသက်ရောက်ခဲ့ပါတယ်ဥပုံနေမှာလိုအပ်လို့ဆိုပြီးတော့များသင်လေးစင်းကောက်နေမကြံနဲ့အဲ့ဒီသင်ကောက်မှုလောက်နေပဲ ကဲနဲ့ဝိုင်းပြီးတော့အပေါက်အဆက်ခံရတာတွေရှိတယ်ဆိုတာကျွန်တော်တို့တမချန်းစာမှာတွေ့ရတယ်။ခမောက်ရကျန်းအခန်းကြီး31အငယ်16 18တို့ဖြစ်၍ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်ဖာဝရဗရိညင်ဖြစ်စီခြင်းကဥပုံနေရဲ့အစဉ်တိုင်းဥပုံဆောင်ရကြမည်။ထို့သောဆောင်နေငါနှင့်ဣသရေလအမျိုးသားဆက်ကြား၌ဖာဝရလက္ခဏာသက်သည်ဖြစ်လိမ့်မည်။အကြောင်းမူကားထာဝရဖျားသည်မိုးကောင်းကင်နှင့်မြေကြီးကို၆ရက်တွင်ဖန်ဆင်း၍ကတ္တမနေ့ရက်၌ညင်ဝတ်စွာနေသည့် အားဖြည့်တော်မူပြီးဟုမောရှေအားမိန့်တော်မူ၏ကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်းဣသရေလဆိုတဲ့ဖန်ဆင်းခြင်းကနေတိုက်ရိုက်လူဇက်ခုံပေါ်ကိုတင်ထားတဲ့ဓမ္မသမိုင်းဝင်လူမျိုးတွေအတွက်သာဒီပညာဟာသက်ဆိုင်ပါလေဒါကိုဣသရေလဟာလေကိုယ်တိုင်နားလေလို့ကိုယ်တိုင်အလေးအနက်ကျင့်သုံးခဲ့ပါလေဒါကိုကျွန်တော်မငင်းပါဘူးဒါကြောင့်လဲဥပုံနေ့မှာထင်းကောက်မှုနဲ့အသက်ခံရတယ်ဆိုတာမျိုးရှိကြတာပေါ့အသင်းတော်ဟူသည်ဣသရေလမဟုတ် ကျေးဇူးတော်ကိုယုံကြည်သော လောကသားအလုံးတို့နဲ့သက်ဆိုင်လေမရဏတကားဝါတို့မနိုင်ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့လူအဖွဲ့အစည်းသာဖြစ်ပါလေ။ထာဝရအသက်လမ်းနဲ့ကယ်တင်ခြင်းတရားကိုလက်ဆင့်ကမ်းဖို့သာအတိကသူမှန်တဲ့ငါမှားတဲ့လှုပ်ခြင်းဟာအလဟသာလို့ဒီကနေ့သင်ခန်းစာရယူကြပါစို့။နောက်တစ်ချိန်စီစဉ်မှာထွတ်မြောက်ကြအခန်းကြီး32ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။